ပိုက်ခိုက်ခံရခြင်းကနေအခွင့်ရေးတွေယူတတ်တယ်ဆိုရင်ကိုယ့်ရဲ့ဘဝနောက်ထပ်တစ်ဆီတိုးတက်သွားနိုင်မှာသိကြတယ်ဒီဒီကိုယ်တိုင်ကြုံတွေ့ရတဲ့အရာတစ်ခုပဲဖြစ်တယ်လုံခဲ့တဲ့၃နှစ်တုန်းက Coach နဲ့ပဲ Marketing တိုက်ခိုက်ခံရတယ်ဆရာတူကကီတီကိုတိုက်ခိုက်လာတယ်ဒါပေမဲ့ကီတီကိုယ်တိုင်ကမသိနေဘူးကီတီရဲ့တင်တန်းသူကအရင်သိတာအဲ့ဒီဆရာသူက live read ပြီးကီတီရဲ့အကြောင်းကိုပြောတာနာမည်တော့သူမသက်ဘူးပေါ့မော်လမြိုင်ကကလေးမတစ်ယောက်ကတင်တန်းတွေဖွှိတယ်တင်တန်းကြီးတွေအများကြီးယူတာဘာမှမဟုတ်ပဲနဲ့ Coach တွေလောက်တာ Trainer တွေလောက်တာပညာလဲအရန်တတ်တာမဟုတ်ပဲနဲ့အဲ့လိုမျိုးသူက blame ထားပြီးတော့ live တွေ ွှိပြီးပြောတာပေါ့နော်ကေတီရဲ့တင်တန်းသူတူနားထောင်ပြီးတော့မော်လူမျိုးမော်လမြိုင်မာနေတာအဲ့လိုမျိုးပြောတော့တင်တန်းသူကအကဲခတ်မိတာချဲကေတီကိုပြောနေတယ်လို့ပဲဆိုပြီးတော့သူကကေတီကိုပို့လာတယ်ချဲဒီဆရာကလေချဲကို blame တာတယ်ဆိုပြီးတော့အစိုက်ထဲမှာ ဘဒူလဲပေါ့နော်စိတ်ထဲမှာတော့တန်းဖြစ်တယ်ဒါပေမဲ့တတိပြန်ပြီးကပ်ပေးရမယ်အဲ့ဒီဆရာရဲ့အကောက်ကိုဝင်ကြည့်လိုက်တယ်ဘဒူလဲကြည့်လိုက်တယ်အဲ follower တပေါင်းကျော်ပဲကိုယ့်ရဲ့ follower 3တိန်းကျော်အဲ့ဆရာ follower တပေါင်းသူ့ရဲ့ live တွေသူ့ရဲ့ video တွေရာဝန်းကျင်ထောင်ဝန်းဝန်းကျင်အဲ့လောက်ပဲရှိတာအဲ့မှာကိုယ့်ကိုပြန်တောင်းတတ်တာအာတကယ်လို့ तू ဟာကိုယ့်ထက်သားနေတယ်ကိုယ့်ထက်တကယ်တော်နေတာဒီဆရာကတကယ်အောင်မြင်နေတယ်စစ်မှန်တဲ့အောင်မြင်မှုပိုင်ဆိုင်ထားရမယ်ဆိုရင်ဘဒူကိုမှထိုင်ဝေဘန်မှာမဟုတ်ဘူးနော် တိုက်ခိုက်မှာမဟုတ်ဘူးเนาะကိုယ့်ရဲ့ follower ပြန်ကြည့်ကိုယ့်ရဲ့ follower လဲတိုင်းနဲ့ချီကိုယ့်ရဲ့ video လဲတန်းနဲ့ရတယ်တိုင်းနဲ့လဲ view ရတယ်ဆိုတော့ okay ကိုကသူ့ထက်ပါနေမှသူကိုကိုမြင်တာတကယ်လို့ကိုသူ့ထက်နေနေတာဆိုရင်တော့သူကိုကိုမြင်မို့ဘလို့ပဲဖြစ်ကိုက positive ရအောင်တွေးရတယ်မဟုတ်ရင်တော့ကိုကသူပြောတဲ့စကားနဲ့စိတ်မကောင်းတွေဖြစ်လာမှာအလုံးလုံးကိုအားမရှိတာလဲဖြစ်တတ်တယ်ဆိုတော့အဲ့မှာ positive တွေထိုင်တွေးရတယ်ကိုကသူ့ထက်တစ်စိမြင်နေလို့ဒါသူကကိုကိုမြင်တာတကယ်လို့ကိုကမမြင်နေဘူးသူ့ထက်မထူးခြားနေဘူးသူ့ထက်အားသာနေတဲ့အရာတခု ခုကိုယ်မှမရှိနေဘူးစင်ကိုယ့်ကိုထိုင် blame နေစရာမလို positive သွေးလိုက်တယ်ပြီးတော့နောက်တစ်ချက်ကတိဘလို့ဖြေရှင်းလိုက်လဲဆိုတာတတိပြန်ဝင်ရတော့ဟုတ်ပြီသူကိုယ်ကိုပြောလို့ရအောင်ကိုယ်မှဘာအားနဲ့ချင်းရှိတယ်သူ့ကိုအပြစ်တင်မဲ့အစားဘာဖြစ်လို့ငါ့ကို blame ရတာလဲဘာဖြစ်လို့ပြောရတာလဲဆိုတော့ကိုသူများကိုအပြစ်သွားတင်ရင်ကိုကအဖြစ်ခံတဲ့သူဖြစ်သွားတယ်ဆိုတော့ကိုယ်မှပြင်စရာတခုမှတွေ့မှာမဟုတ်သူများကိုပဲထိုင်အပြစ်တင်အပြစ်တင်တော့ဘာမှလည်းထူးခြားလာမှာမဟုတ်ကုတုံလည်းရမှာမဟုတ်ဟုတ်တယ်မလားအခုတို့ဘာဖြစ်တယ်ကိုယ်ကိုပြန်ကြည့်တယ်ကိုယ်ကိုမှဘာအားနဲ့ချင်းရှိတယ်သူ့ရဲ့ life ကိုပြန်နားထောင် comment တစ်ခုအနေနဲ့ကို ပြန်နားထောင်သူဘယ်နေရာမှာကိုယ့်ကိုပြောထားတာ coach kitty က certificate တွေပြည့်စုံစွာမရှိနေဘူးသူတို့ထင်တယ်လို့မျိုးပညာတွေမပြည့်နေသေးဘူးအဲ့လိုမျိုးသူပြောထားတဲ့အချက်တွေကိုယ့်ကိုပြန်သုံးတတ်တယ်အေးဟုတ်တယ် kitty အလုတ်လောက်တာအလုတ်ကိုပဲ kitty အာယုံဆိုင်တယ်လက်တွေ့ပဲ kitty ကချပြနေတာဒါပေမဲ့ kitty မှာ certificate တွေ company တွေမှန်ကန်တဲ့ company တွေရှိဖို့လိုအပ်တယ်ဒီဆရာပြောတာမှန်တယ်ကိုယ့်ရဲ့လိုအပ်ချက်ကိုပြန်ကြည့်တာဟုတ်ပြီဒီဆရာပြောတဲ့အတိုင်းနောက်တစ်ချိန်သူကိုယ့်ကိုပြန်ပြောလို့မရအောင်ဘွားဖြစ်ရမယ်ထိုင်းနိုင်ငံသွားလိုက်တာလိုအပ်တဲ့ certificate အမှန်တမ်းတ ทรนเนอร์โค้ชโลอัดเตอ์อายามันเนีอยกงพี่ไหลด่าอ่ามาตุ้ยล่ะไอ้ยังน้องก็งวยเล่าด่าเปติด่าน้าตะคู่ทับพี่ยามแม่ยากกูมันยืนไล่บ่อ๋อกูในงานท้าชีเดตันบัวเซอร์ติฟิเคทกูเซอร์ติฟิเคทกูกูยูมาใส่อ๋อชีท้ายามแม่นาะสุบิดอท้ายในงานกีตีเนี่ยอมูดาเนี่ยเอาสุลงตัวพี่ดอกงลงพี่ไหลด่าเปนลาเลยนั่นละตรงนละท้ายมาตัวนี่ไล่ด้ะเนาะพีดอกเปลนลาพีดอกงมันีพุ่ยตตีชาเล่าไล่ตุ้ยล่ะเอ้ดิขั้นนี่ลยกูอยากเลอกกะเทนท้าราแทปูบิโตแต่ตัวกูเลขาวถาวนายเนี่ยกูแลเปียวปะนายะทุกกูมากูไม่จောตอบ တူကိုကိုလာပြီး blame blame ကိုမှန်ကန်စွာနဲ့အလုပ်လုပ်တဲ့အခါမှာယုံကြည်မှုအပြည့်နဲ့အလုပ်ကိုပို့ပြီးလုပ်နိုင်တော့တွေ့လားတတိကတ်တဲ့အခါမှာကိုကိုပြုပြင်ရမယ့်အချက်တွေကိုပြန်ကြည့်ယုံနဲ့တင်ကိုရဲ့ဘဝနောက်သက်သက်စီတိုးတက်သွားတယ်နောက်တစ်ချက်ကတိဘလို့ပြန်တွေးလိုက်တာလဲစစ်မှန်စွာအောင်မြင်နေတဲ့သူတဲ့တကယ်တကယ်အောင်မြင်နေတဲ့သူကပတုကိုမှမကောင်းတဲ့ဘက်တွေမဝေဖန်နေပတုကိုမှထိုင်ပြီးမတိုက်ခိုက်နေပတုကိုမှ तू မကြောက်နေဘူးဟုတ်တယ်မလားကိုဘက်တိုးတက်စေမဲ့အရာတွေပဲအခွင့်ရရအောင်ယူလိုက်မယ်ဆိုရင်ကိုရဲ့ဘဝနောက်သက်သက်စီတိုးတက်သွားမှာတေးကြတယ် negative negative ဘက်တွေဘာမှတုတ်ပြန်စရာမလိုတကယ်လို့ negative တွေပဲကိုကထိုင်ပြီး negative ဘက်ပဲတုတ်ပြန်နေကြမှဆိုရင်ကိုကိုတိုင်းလည်း energy တွေတိုးလာမှာမဟုတ်ဝေဖန်တစ်ခုခုကြုံလာရပြီဆိုရင်ခုရေရအောင်ယူအခုချိန်မှာ KT နဲ့အမျိုးသား AD ဆရာအကြောင်းထိုင်တွေးလိုက်တဲ့ AD ဆရာကိုလည်းအရန်ကျစုတင်တယ်တကယ်လို့တူတာမဝေဖန်လာဘူးတူတာမတိုက်ခိုက်လာဘူးဆိုရင်ကိုမမြင်နိုင်တဲ့လိုအပ်ချက်တွေကိုဖြည့်မှာမဟုတ် AD ဆရာကြောင့်ကိုရဲ့လိုအပ်ချက်တွေကိုကဖြည့်ဆည်းနိုင်ခဲ့ပြီတွေ့လားတိုက်ခိုက်ခြင်းကနေအခုရေရအောင်ယူပါလို့ KT ပြောချင်တယ်အဓိကတော့အသွေးခေါ်နဲ့စိုက်ထားပဲကိုရဲ့အသွေးခေါ်နဲ့စိုက်ထား strong ဖြစ်နေတဲ့အခါမှာအရာအားလုံးကိုကြောဖြတ်နိုင်မှသိကြတယ်တကယ်လို့ဒီဗီဒီယိုနားထောင်ပြီးအကျိုးရှိတဲ့ဆိုရင် comment မှာလေးရေးလာပေးနိုင်ပါတယ်ရှယ်သွားပေးနိုင်ပါတယ်ကျေးဇူးတင်ပါတယ် coach kitty ပါ